နော်တရားသဘောကိုမတွေးပဲနဲ့ပုဂ္ဂိုလ်ကိုသွားတွေးတာတရားနဲ့ဟိုပုဂ္ဂိုလ်တွေသွားတွေးတာတရားသဘောအရဆိုတော့တရားနိလန်းကြောင်းအရကြည့်ရင်တရားကသူ့လမ်းကြောင်းတိုင်းသူ့သွားတာဘုရားနဲ့လည်းဘာမှမဆိုင်ဘူးဟိုပုဂ္ဂိုလ်တွေနဲ့မဆိုင်ဘူးအဲ့ဒီနာမည်တွေကုန်ဖယ်လိုက်ကြည့်ဘုရားလည်းဖယ်လိုက်သူတို့ဘာလန်းစင်နဲ့သွားလဲသူတို့အတုပကမ္မထံအာထုတ်တယ်သူတို့ကသူတို့ယွန်ချလို့သူတို့တည်ခြင်းတာတည်ခြင်းတဲ့ခါကျတော့ကဲတတ်တဲ့လူရှိတော့တတ်တယ်ဆိုဒါပဲသွားတာလေအဲ့တော့ ခုနပြောတဲ့အဲဒါဘုရားနဲ့ဆိုင်နေဘုရားကဒါလှုပ်တင်တာဘောဆိုတာကြီးကပုပ်ကိုကိုသွားကြည့်တာတော့ဘုရားကပုပ်ကိုကြီးပါတာမှမဟုတ်ပဲတရားသဘောကြီးရပဲတရားသဘောကြီးရဒီလိုလမ်းကြောင်းတိုင်းဒီလိုဖြစ်လာမယ်ဆိုရင်သူ့လမ်းကြောင်းတိုင်းသူဖြစ်ပါစေသူနဲ့မဆိုင်ဘူးတော့ဒီလိုသွားတာနော်ဒါဘုရားဒါဘုရားကအနတ္တနဲ့သွားတာမလို့အခုဗိမိတာရသူမကယ်တယ်လို့ပဲတခွမှတော့မပြောဘူးနော်အာဘုရားကကြောင်းကြီးလူခံထားပြီး သူတကဘက်ကနည်းနည်းလေးတော့သူ့မှာပါဝါရှိနေတာပဲပြောတင်ပြောထိုက်တာဘောဆိုတော့ဒီလိုတာတော့ကအနေနဲ့ဆွဆွမဆွပြောလို့ရတယ်လေအဲဒီမဲ့တုတ်တုတ်တော့မလုပ်ဘူးဘာမှလည်းမကဲဘူးတော့တချို့အမှအခုဖရာဆုတောင်းပြီးကဲမယ်လို့ဆိုရင်တော့မလုပ်နဲ့ဘာမှပဲဖရာမှမကဲဘူးဒီတော့ဖရာက तू ကတော့မကဲဘူးဘဝကိုကဲတင်မှာဗာလဲဆိုတော့ကံတရားကိုပြောပြခဲ့တယ်တော့ဒီကံတရားအတိုင်းသာနေသွားမင်းတို့ဘလောက်ကောင်းချင်းလဲကောင်းချင်းဘလောက်ကောင်းလို့ရတယ် ော်စိတ်ဓာတ်ကနေစတာစိတ်ဓာတ်ကနေစတာမို့လို့မနောကံကနေစတာမို့လို့အဲ့ဒါအဆုံးအထိကိုဗုဒ္ဓပြောပြသွားတယ်။နော်စိတ်ဟူမိညာဤတစ်ပါးများတရားကိုကြသောင်းကြီးကကလူရနဲ့ရွာပြမနိဗ္ဗာန်ရောက်ကြောင်းမှန်ဤတယ်။အခုလည်းပဲပြောသွားတာအဲ့စိတ်ကနေသွားတာလူနော်နတ်ဂျမနိဗ္ဗာန်အဲ့ဒီအထိကိုတောက်လျှောက်သွားတယ်တဲ့။စိတ်တစ်ခုလည်းပဲသူကစိတ်ကနေမနောကံကနေစတာမနောကံကနေစပြီးမနောကံနဲ့ပဲသွားတာ ဒီခီးယူသွားမှာဒီဘဝခီးယူသွားမှာတိဟုမြညာဤတပါးမြတရားကိုကြံ့သောက်စီကကလူရနတ်ရွာမြမနိဗ္ဗာန်ရောက်ကြောင်းမှန်၏တဲ့ဒီအောင်ပြောတော့တာအသုံးပြုသွားမှာစိတ်ကိုအသုံးပြုသွားမှာတဲ့နော်အဲ့တော့ဘုရားမကဲ့ဘူးလားမကဲ့ဘူးဒါပေမဲ့မကဲ့ပေမဲ့လွတ်လန်းကိုပြောသွားတယ်ဘယ်ကနေလွတ်မလဲစိတ်ကနေလွတ်မယ်တဲ့ဒီစိတ်ကနေအတိညာနဲ့တိပြီးတော့သွားနိုင်ရင်လွတ်တယ်ဆိုပြီးတော့ပြောပ ူလည်းကယ်လို့မရဘူးဘယ်သူမှကယ်လို့မရဘူးနော်အဲ့ဒါကိုသဘောမပေါက်ကြဘူးနော်တိတ်ကိုးခွဲခြင်းကြရတယ်ကိုးခွဲခြင်းကြရတယ်ခေါ်တယ်ဒါကြောင့်ဒီရာလေးတွေနားလည်အောင်လို့စကလုံးလေးတွေနဲ့ကိုတို့ကပြောခဲ့တယ်လေးလာပါမကိုးခွဲပါနဲ့နော်ဒီမကိုးခွဲပါနဲ့လို့ပြောတဲ့ဇာကားကမကိုးခွဲဖို့အကြောင်းပြောရင် ကိုယ်တွေလည်းထိခိုက်တာပဲလေကိုကအဲဟန်ဆောင်မဆောင်လေးနဲ့ကိုကိုအကိုကိုကနေရရင်ကိုယ်တွေလည်းအချင်းပြေတာပဲ ဒါပေမဲ့ဒီလိုလှုပ်လို့မရဘူး။တရားသဘောရပြောရင်ကိုယ်ကိုးခွေတာမကိုးခွေတာရေးမကြည့်ဘူး။သိသွားဖို့ပြောရတာ။သိသွားဖို့ဆိုတော့လေ့လာရင်သိတာပဲ။ဒါကြောင့်မလို့လေ့လာတာကပို့ပြီးတော့နော်ဒီတရားနားထောင်တဲ့သူတွေအတွက်ပို့ပြီးတော့အကျိုးရှိတယ်။ဒါကြောင့်ဥစ္စတော့လေ့လာပါ။ပုဂ္ဂိုလ်ရေမကိုးခွေပါနဲ့။ဥစ္စတို့လည်းဒီတိုင်းပဲ။ကိုယ်လည်းလာမကိုးခွေနဲ့။ဟောပြောပြတယ်။ပြောပြရင်နားလေတယ်။ နော်နားလည်ရင်သူမေတ္တာထားနိုင်ဒါမထားနိုင်လည်းနေနော်ပညာထားသိဉာဏ်ရှိရင်ရှိသိဉာဏ်မရှိလည်းပဲမတိတော့လည်းမတတ်နိုင်ဘူးအဲ့နောက်မှာသစ္စာရှိသည်ဖြစ်စေမရှိသည်ဖြစ်စေဒါကတော့သူ့လမ်းနဲ့သူပဲသွားကြမှာဒီတော့ခုပြောတဲ့ဆုံတွေ့တာတော့ဆုံတွေ့နေကြပြီဆက်သွယ်ရေးမှာတစ်ချိန်လားတစ်ချိန်ဆိုလည်းပြီးပေါ့တစ်ချိန်တစ်ချိန်မို့လဲနှစ်ချိန်ဆိုလည်းဒါဆက်သွယ်အဆင်ပြေပါတယ်နှစ်ချိန်မို့သုံးလေးချိန်လည်းအဲဒီမဲ့အဆင်ပြေတာကဘလို့ဟာအဆင်ပြေလဲ အပတ်စံရှိတဲ့သူအချိန်ပြေမယ်။ဉာဏ်ရှိတဲ့သူအချိန်ပြေမယ်။သိကောင်းရှိတဲ့သူအချိန်ပြေမယ်။ယူသားချင်းရှိတဲ့သူအချိန်ပြေမယ်။ဒါအရှင်းဆုံးပဲဆိုတာ။အဲ့ဒါတွေမှမရှိဘူးဆိုရင်တော့ကောင်းသောဆက်သွယ်ရေးမဟုတ်တော့ဘူး။မကောင်းသောဆက်သွယ်ရေးအကုသိုလ်တွေဖြစ်ပြီးဘာမှအချိန်ပြေမှာမဟုတ်ဘူး။တော့ဘလူးမအချိန်ပြေမှာမဟုတ်ဘူး။အဲ့တော့ဒါကဘသူမှတာတယ်နားတယ်လည်းမရှိဘူး။တော့တာရနာရာမရှိဘူး။ ီသဘောတရားတွေရှိတယ်ဒီသဘောတရားတွေနဲ့ဆုံတွေ့မယ်ဒီလိုဓာရီနဲ့ဆက်သွယ်မယ်ဆိုရင်အချိန်တန်ရင်တဖြည်းဖြည်းတိုးတက်သွားမှာကြီးပဲအချိန်တန်ရင်တက်သွားမှာပဲဉာဏ်ရှိတဲ့သူနဲ့ဆက်သွယ်မိရင်ဉာဏ်တွေကတက်လာမှာပဲစိတ်ကောင်းရှိတဲ့သူနဲ့ဆက်သွယ်မိရင်စိတ်ကောင်းရှိတယ်စိတ်ကောင်းနေပြောင်းလဲလာမှာပဲနော်ယူသားတဲ့သူနဲ့ဆက်သွယ်မိရင်အဲ့ဒီယူသားတဲ့ဓာတ်ကသူးသွားမှာပဲသူးသွားမှာပဲဒါလောကမှာဒီတိုင်းပဲ ဒီတင်္ဂနာရီတင်္ဂမုတ်သနာနီမုတ်ဆိုရွှေပင်သားတော့ရွှေကြီးဆိုတာဒီပုံစံပဲသွားတယ်တော့ဒါလောကရောဓမ္မရောဒီတထက်တဲ့ဒီတိုင်းကြံကြအဲ့တော့အခုပြောတယ်အဲလောဘကြီးတဲ့သူနဲ့ပြောရင်လောဘကြီးတဲ့သူကသူလဲတဲ့အခါကျတော့နော်လဲတာကလောကအနေနဲ့လဲတာနော်တရားသဘောအနေနဲ့ဆိုဒါတော်တော်တုံးတာကိုဒုက္ခရောက်မဲ့ဟာကိုဘတ်တာကိုပြန်လောက်တာလောဘကြီးတဲ့ဆိုတာကိုဒုက္ခကိုရှာတာကိုသူမသိလို့ရှာတာ နော်ကျုပ်ဘုံကြီးနဲ့သူလောဘကြီးနဲ့ဟိုဟာတွေချက်ဒီဟာတွေချက်ဖို့လုပ်ကြည့်နေတယ်သူတို့ကသူရှာတာသူမသိလို့လုပ်တာဒါမောဟကြီးတာခေါ်တယ်နော်အဲ့ဒီလောဘကနေပြီးတော့ကြီးတက်လာတဲ့နေပြန်နဲ့မာမာနတွေသူတို့ကတက်လာတာလူကိုလူလို့မမြင်တော့ဘူးနော်ရှိတဲ့လူကိုတမျိုးမြင်တယ်မရှိတဲ့လူကိုတမျိုးမြင်တယ်အဲ့ဒါတွေဖြစ်လာတယ်ဒါမာမာနတွေဖြစ်လာတာခွဲကြလာတာအတ္တတွေကြီးလာတယ်ဒိဋ္ဌိတွေကြီးလာတယ်ယူမားတွေတိုးလာတယ်မသိမှုကနေစတာမသိလို့တာအဲ့လိုဖြစ်တာသိရင်မဖြစ်ဘူး ျွန်တော်သိရင်မဖြစ်ဘူးအဲ့ဒါအဲ့ဒီတော့အဲ့ဒါမျိုးနဲ့ဆက်သွယ်မိရင်ဘာဖြစ်လဲဆိုတော့ရှင်းတယ်လေသူပြောတယ်ပတ်သက်မရှိဘူးနဲ့ဆက်သွယ်မိရင်ဘာမှစားမှာမဟုတ်နော်ငတုံးနဲ့ဆုံမိရင်ညံမကောင်းတဲ့သူနဲ့ဆုံမိရင်ညံကဘလို့မှမဖြစ်ဘူးဘယ်တော့မှမဖြစ်ဘူးစိတ်ကောင်းမရှိတဲ့သူနဲ့ဆုံမိရင်စိတ်ကောင်းလည်းဘလို့ဓာတ်ကူးလို့ရရှိမှမရှိဘူးယောသားမှုမရှိတဲ့သူနဲ့ဆုံမိရင်ယောသားချင်းဆိုတဲ့စကားကြားမှာမဟုတ်အဲ့ပောက်ကွေးနေမှာပဲတယောက်နဲ့တယောက်ကောက်ကျင်နေမှာပဲတခါတည်း နော်အဲ့ဒီလိန်ကောက်နေမှာပဲအဲ့တော့ဒါအရေးကြီးပါတယ်နော်မူရင်းကတော့ကန်တရားပဲအဲ့ဒီကန်တရားမှာအကောင်းဆုံးရှိတယ်ညံကောင်းရင်တန်ကောင်းမယ်နော်ညံကောင်းရင်တန်ကောင်းမယ်အဲ့တော့ဒီညံကောင်းလို့ကန်ကောင်းတဲ့ဆိုတာကခုပြောတဲ့အချက်တွေတည်ရင်ညံကောင်းတယ်ခေါ်တယ်ညံကောင်းတယ်ဖုံသွေးမှုကတော့ဖုံနေကြမှာကြီးပဲအေးဆက်ကြမလားမဆက်ကြဘူးလားဒါကတော့ရွေးချယ်မှုဖြစ်သွားပြီ နော်သိရင်ကောင်းဆိုသိရင်ကောင်းတာနဲ့ဆက်သွယ်ပြီးမကောင်းတာကိုဖယ်ရှားမယ်ဒါလည်းပဲအဆင်ပြေတယ်။နော်မသိရင်တော့ကောင်းတာကိုဖယ်ပြီးမကောင်းတာနဲ့သာဆက်သွယ်မြင်အဲ့ဒါတော့အဆင်ပြေပါမဟုတ်။နော်ဒါဒီသဘောတရားတွေကတော့ဒီတိုင်းသွားနေမှာ။ဘာလို့လဲဆိုတော့ဒါတစ်ဖြည်းဖြည်းစဉ်းစားစဉ်းစားရင်သိလာလိမ့်မယ်။သိလာတာနဲ့တပြိုင်နဲ့ဉာဏ်ဖြစ်လာတဲ့နေ့ပြန်နေအဲ့ဒီဉာဏ်နဲ့တွဲလိုက်တဲ့ ိတ်ဓာတ်ကံတရားကဒါကောင်းစားယူပဲဖြစ်သွားလိမ့်။ဒါကြောင့်မလို့ဘဝဖြည့်ရာအကြောင်းများစွာတရားစဉ်းစားပါ။ကိုလုတ်ဒီလုတ်လောက်ခိုင်းတာမဟုတ်ဘူးနော်။အေးအေးလေးပဲသဘောတရားကိုစဉ်းစား။မှန်မှန်ကန်ကန်လေးစဉ်းစား။နော်စိတ်အေးလေးနဲ့စဉ်းစား။တဖြောက်နဲ့တရားဆိုတာဒါပဲတရားနဲ့စိတ်နဲ့ဒီလိုဖြောက်အောင်သူသွားခိုင်းတာ။နော်ကိုလုတ်ဒီလုတ်ပါဘာတကူမှမပါဘူး။ ဘဝဖြစ်ရာအကြောင်းများစွာဘဝဖြစ်ဖို့အကြောင်းတွေကတော့အများကြီးပဲတော့အသာတောက်အကြောင်းလဲပါတယ်ရာဇီဝရုနေတဲ့ဒါရီယသာချမူရင်းအကြောင်းကမိဘနဲ့ကံတရားတော့မိဘနဲ့ကံတရားဒါတော့ဘယ်သူမှဖယ်ရှားလို့မရဘူးဒါတွေမရှိရင်ဖြစ်ကိုမဖြစ်ဘူးနော်ကျန်တဲ့ဟာတွေလဲပါတော့ပါတာပေါ့တို့တော့ဒါ main အကြောင်းကြီးကတော့ဒါပဲဒီဟာနဲ့ပဲဘဝသွားကြမှာဘူးနော်စားစရာတွေဘယ်လောက်ရှိရှိ ကံတရားကမှမဖေးမှရင်ချက်ချင်းပြတ်တယ်။ဒါကြောင့်မလို့ကံတရားကစားစရာတွေနေစရာတွေတက်ပူပြီးအကြီးကကြတဲ့အကြောင်းဆိုလိုတာ။နော်။အဲဆိုရပါစို့ကံကောင်းနေတဲ့ပုဂ္ဂိုလ်ဟာစားစရာဆိုတာမရှိတဲ့အခါမရှိပေမဲ့တောင်းတုံတိချမသိတယ်။နော်။ကံကောင်းရင်စားစရာသူ့ဘာသာသူပြန်ရောက်လာတယ်။အဲကံဆိုးပြီဆိုရင်တော့ရှိတဲ့စားစရာပါပြောက်တာ။ အဲ့တော့ဆိုလိုရင်းကကျန်တဲ့အကြောင်းတရားတွေကြောင့်ဘဝဖြစ်ရတယ်ဆိုပေမဲ့မိန်းကဒီမိဘနဲ့ကံတရားဆိုတာလေးဒါလေးကိုဒါလေးကိုသိသိချင်တယ်နော်ကျန်တဲ့အကြောင်းတရားလည်းရေးကြည့်တာပေါ့ဆိုပြီးကော့ကော့ကော့ကပ်ပြီးပြောမှဆိုလို့ဟုတ်တယ်ရေမတော့ဝိုင်းလည်းသိမှာပဲလေလေမရှိ वा လည်းသိမှာပဲလေသို့တော့အခုပြောတဲ့ကံတရားကဖြတ်ရင်တော့လေဘယ်လောက်ရှိရှိရေတွေဘယ်လောက်ရှိရှိကတ်ဆိုသူကပြတ်မှာကြည်တော့ ခုပြောတဲ့အဲဘဝကြီးရာအကြောင်းများစွာတိကျစဉ်းစားပါစဉ်းစားပါလို့ပြောတာနော်စဉ်းစားရင်သိနိုင်တဲ့အရာမို့လို့နော်တရားဆိုတာဒီစဉ်းစားရင်သိနိုင်တဲ့အရာမို့လို့ဖြည်းဖြည်းလေးစဉ်းစားစိတ်အေးလေးထားပြီးစဉ်းစားဘာမှရုပ်ရုပ်ချက်ချက်တွေလာမထက်နဲ့ဟိုပုံကိုဒီပုံကိုတွေလာမထက်နဲ့တရားနဲ့တစ်ဖြောက်နဲ့ပဲသွားတစ်ဖြောက်နဲ့တရား25